ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆိုင်းကွန်နေမဲ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကျွန်တော်ဖြေပေးမယ်လို့ပြောထားတယ်တကယ်လို့တီးတဲ့တီးချင်နေဆိုရင်ကျွန်တော်ပြောထားပေးကျွန်တော်တီးတဲ့လောက်လေးတွေပြောပေးမယ်ဒီဒီမန်လေးကိုကျွေးလိုက်မယ်ပေါ့နော်သူကဘာပြောထားတာလဲဆိုတော့အာအာဒီကမရာမန်ဘူးပါဘူးတဲ့ငကားတိုက်ပြီးမားတယ်ဘာဖြစ်လို့များတယ်မင်းကလေးတွေများနေရတာလဲအကြောင်းလေးတွေကတိတ်မတွေ့ရသလိုပါတဲ့ပြန်ဖြေပေးပါနော်တဲ့အာဘာလဲဆိုတော့ဒါကတိုက်လောကမှာမဟုတ်ဘူးကျွန်တော်နေပြည်မှာပဲဖြစ်ဖြစ်အာငကားညွန်မှာပဲဖြစ်ဖြစ်အာအဲ့လိုမျိုးပေါ့ ငရဲပြီမှာတော့ဖြစ်မလာတော့မသိဘူးမသိဘူးပေါ့နော်ဒါတော့ထားပါအောင်နှက်ပြီမှာတော့မှအာနှက်သားနဲ့နှက်သမီးဆိုရင်နှက်သမီးတွေပို့ပြီးတော့မှများတဲ့ထဲမှာပါတယ်အတိုင်းဘာလို့ဆိုတော့သူကဘာသာတရားချင်းဟိုဘာသာတရားချင်းအောင်ဖြစ်ပါတယ်သူကအလွတ်လွတ်ချင်းပေါ့နော်ဟိုစိတ်နဲ့ပတ်သက်ပြီးတော့မှပဲပြောရမယ်ဆိုရင်တော့ယောက်ျားလေးတွေကြတော့ဘယ်လိုပြောရမလဲသူတို့ကကိုယ်ကိုယ်ရန်လုံနိုင်တယ်လုတ်ကင်နိုင်တယ်ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာယုံကြည်မှုအားရှိတယ်ဘာလို့ယင်ထဲမှာရှင်းရပြီ အဲ့လိုမျိုးပုံစံမျိုးတွေများတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူတို့ရှာဖွေရတယ်၊သူတို့လုံးရတယ်၊သူတို့ပြင်ပန်းတယ်။အဓိကတော့မမြင်ရတဲ့အရာတွေတိတ်ယုံနာထက်လက်တွေ့ဆန်တဲ့ပုံစံမျိုးတွေ၊ယုံတဲ့ပုံစံမျိုးတွေရှိတယ်။အဲ့လိုပုံစံမျိုးနဲ့ပို့ပြီးတော့မှအဆက်တာပေါ့နော်။အာယုံတယ်ပေါ့ပုံစံမျိုးပေါ့။မင်္ဂလိရအဲ့လိုမျိုးမဟုတ်ဘူး။ဩဘယ်လိုပြောမလဲ။ယုံကြည်မှုအားကမမြင်ရတဲ့ပုံစံမှာရောမြင်ရတဲ့ပုံစံမှာရောယုံကြည်မှုအားအရင်ကောင်းတယ်။ဘာလို့လဲဆိုတော့မင်္ဂလိရအယုံလွယ်ကြတယ်ဆိုတဲ့အသုံးလုံးပေါ့။အဲ့လိုမျိုး အယုံလွယ်တဲ့ပုံစံမျိုးတွေတို့ရများကြတယ်အားကြောင့်မို့အလိန်ခံရတယ်အဲ့လိုပုံစံမျိုးတွေရှိတာပေါ့နော်အဓိကတော့အားနေတဲ့သူတွေဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့ဘာဖြစ်ဖြစ်အားကိုအားထားမိဒင်းနေမိဒင်းနေထိုင်အောင်ဖြစ်ပါတယ်မိယာပုံစံမျိုးတွေရှာကြင်ကြရတယ်ရှာတဲ့အတွက်ကြောင့်မို့ဟိုနတ်မိမာပဲဖြစ်ဖြစ်နဂါးမိမာပဲဖြစ်ဖြစ်မင်းကလေးတွေရဲ့စိတ်ကပို့ပြီးတော့မှယောက်ျားလေးတွေကဒီ line နဲ့ပတ်သက်ပြီးပို့ပြီးတော့မှလုံနိုင်တယ်ပို့ပြီးတော့မှယုံကြည်အားများတယ်ဒီအားတွေကဒီ line နေပုံစံမျိုးဒီ logic ရေးရလိုက်နေတာဘာလဲဆိုတော့ယုံကြည်မှုအားနဲ့သွားရတာယုံကြည်မှုအားအစွမ်းထက်တယ်အစွမ်းများတယ်ဆိုရင်ပို့ပြီးတော့မှ အဆင်ပြေတဲ့ပုံစံမျိုးတွေဖြစ်တယ်။အာတိုက်ကမင်းကြီးမပြောနဲ့ကျွန်တော်တို့နဂါးတွေဟိုဖြစ်တဲ့ဆိုင်မှာနဂါးမဲ့တော်တွေပဲကိုကြီးစောင့်ရှောက်မှုအရင်များတယ်များတယ်နဂါးတွေနဂါးဖခင်နဲ့မစောင့်ရှောက်ဘူးလားဆိုတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးเนาะစောင့်ရှောက်တဲ့ပုံစံမျိုးတော့ရှိတယ်။ဒါပေမဲ့လို့လော့ဂီရေးရမှာဝင်ရောက်ဆွတ်ဖတ်တဲ့ပုံစံမျိုးမင်းလေးဆိုတော့တိရတဲ့အတိုင်းပဲနေရတကားပါတယ်အတိုင်းပဲတိုက်မှလည်းအတိုင်းပဲနေရတကားပါတယ်ယုံကြည်မှုအပေါ်ပြီးတော့မှများတယ်ပို့ပြီးတော့မှလှုပ်ချင်တဲ့ပုံစံမျိုးသူကဘာလဲဆိုတော့ထက်ထက်မြက်ထက်မြက်တယ်လဲထက်မြက်တယ်နောက်တစ်ခုကဘာလဲဆိုတော့ ဟိုအရေးအပေါ်မှာယုံကြည်မှုကရမ်းများတဲ့ပုံစံမျိုးတစ်ခုခုဆိုရင်အစိတ်ရောကိုပါလုံးတဲ့ပုံစံမျိုးတွေရှိတယ်အတိုင်းအဲ့ဒါကြောင့်မလို့မိန်းကလေးတွေပို့ပြီးတော့မှလွတ်ကြတာများတယ်ယောက်ျားလေးတွေပါလို့ဆိုပို့ပြီးတော့မှတည်ပိုးနိုင်တဲ့ပုံစံမျိုးတွေရှိတယ်ဒီ line ဆိုတာဘာလို့ဆို မင်းလည်းယောက်ျားလေးနဲ့ထားပါအောင်ငကပြားနေပြီးတော့မှတခုခုအချောင်းရတခုခုလွတ်လိုက်တယ်ပဲထားအောင်လွတ်တယ်ဆိုရင်တော့မှပုံကိုတွေကပို့ပြီးတော့မှတည်တယ်ယောက်ျားလေးတွေကလှုပ်ချင်တဲ့ပုံစံမျိုးမှလှုပ်ရင်လှုပ်မယ်ပေါ့နော်ပျော်ပါတာပုံစံမျိုးဒါပေမဲ့မင်းကလေးတွေကပို့ပြီးတော့မှပြုတ်လောက်တယ်ပို့ပြီးတော့မှလှုပ်တယ်ယုံကြည်မှုအများတယ်ဘာလို့ဆိုဒီ line ကယုံကြည်မှုအားနဲ့သွားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ယုံကြည်မှုအားပို့များတဲ့သူလှုပ်တဲ့ပုံစံမျိုးတွေရှိတာပေါ့သူကပို့ပြီးတော့မှကောင်းတာပေါ့နော်အဲ့လိုမျိုးတွေရှိတာ လိုင်းဟာယုံကြည်မှုအားနဲ့သွားကြတာဆိုတော့မိန်းကလေးတွေကြတော့ယုံကြည်မှုပို့ပြီးတော့မှများတယ်ယုံကြည်မှုပို့ပြီးတော့မှဖြစ်တဲ့ပုံစံမျိုးတွေရှိတယ်အဲဒါကြောင့်မလို့တိုက်ပိုင်းဆိုင်ရာတွေကမိန်းကလေးတွေကိုပို့ပြီးတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှလွတ်တာများတယ်ယောက်ျားလေးလည်းမလို့ဘူးလားယောက်ျားလေးလည်းလွတ်လွတ်တာတွေရှိရပါတော့လွတ်တာတွေရှိတယ်ဘာလဲဆိုတော့သူကယောက်ျားလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတိုက်မှန်ကသူ့ဘုန်းခံတဲ့သူ့အလူရှိပြီးသားအလေးနဲ့ဟုတ်တယ်မလားဘာလွတ်ပြီးဘာလို့မှလဲအဥပမာအနေနဲ့ပြောရင်စားတောက်ဆိုင်တစ်ဆိုင်မှာခွာအာစားတောက်ဆိုင်တစ်ဆိုင်မှာ ယောက်ျားလေးယောက်ျားလေးလက်စပွဲထိုးရတယ်မင်းလေးလက်စပွဲထိုးရတယ်သူတို့နေတဲ့အဆောင်သွားကြည့်လိုက်သူတို့ရဲ့ကိုယ်ွက်ရဲ့ထားပါအောင်ဖျားစင်ကိုကြည့်လိုက်မင်းကလေးဖျားစင်နဲ့ယောက်ျားလေးဖျားစင်နဲ့တော့မတူဘူးဒါမဲ့ယောက်ျားလေးတွေကဟိုလိုမျိုးဖြစ်တာမဟုတ်ဘူးလို့ပြောပြတာမဟုတ်ဘူးเนาะဟိုမလုပ်ဘူးလို့ပြောပြတာမဟုတ်ဘူးချွတ်ယောက်ျားလေးလက်လုပ်တဲ့ထဲမှာပါတယ်ဒါမဲ့မတူဘူးဘာလို့ဆိုတော့မင်းကလေးအဆောင်မှာဆိုဝေးဆဆာနဲ့ပရိတ်ပဋ္ဌာန်းနေရွတ်တယ်အော်ယောက်ဟိုယောက်ျားလေးပုံသေးပုံစံမျိုးဆိုရင်တော့ဟိုဟာဖြစ်ချင်မှဖြစ်မှာဒါမဲ့ စော်ကားတာမဟုတ်ဘူးเนาะအဲ့လိုမျိုးပုံစံမျိုးများတယ်လို့ပြောပြတာကျွန်တော်ကများတဲ့ပုံစံမျိုးရှိတယ်အဲ့ဒါကြောင့်မလို့တိုက်ပိုင်းဆိုင်ရာပုံကိုယ်တွေကဒီအခြေအနေပတ်သက်ပြီးဂတိတ္တဆာနဲ့ပတ်သက်ပြီးတော့မှမင်းကလေးတွေထဲယောက်ျားလေးယောက်ျားလေးတွေထဲမင်းကလေးတွေပို့ပြီးတော့မှလုံနိုင်လိမ့်မယ်လို့သူတို့ကယုံကြည်တယ်ထင်လဲထင်တယ်အဲ့ဒါကြောင့်မလို့လွတ်တာများတယ်နောက်တစ်ခုကဘာလဲဆိုတော့ဘယ်နေရာဘယ်ဒေတာဘယ်မှာပဲရောက်ရောက်မင်းကလေးတွေပုံများတယ်အတိုင်းရေးကြီးမှလည်းတော့ ဒါကြလေးကိုများမလားမသိဘူးကျွန်တော်လည်းမသိပါတော့အပထားပါအောင်အဲ့လိုမျိုးမှာနေ့စီမှာဆိုတော့မင်းကလေးတွေများတယ်ငကားကြီးမှလည်းအတိုင်းပဲမင်းကလေးတွေများတယ်အဲ့ဒါကြောင့်မလားမင်းကလေးပဲလွတ်တဲ့ပုံစံမျိုးတွေလည်းရှိတယ်ပို့ပြီးတော့မှထိုင်ရနိုင်မှလို့ထင်လို့လည်းလွတ်တဲ့ပုံစံမျိုးတွေရှိတယ်ယုံကြည်မှုကပိုကောင်းလို့နားလည်းမထင်နဲ့ပြောချင်တာကတော့ယုံကြည်မှုကပိုကောင်းတယ်ယုံကြည်မှုကပို့ပြီးတော့မှများတဲ့သူကိုလွတ်တယ်အတိုင်းမှာလည်းများလွတ်များတဲ့အတွက်ကြောင့်မလို့လွတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ထင်မိတယ်အဲ့လိုမျိုးဒါကျွန်တော်ထင်တဲ့ပုံစံမျိုးပေါ့အဲ့ဒါကြောင့်မလို့လို့တော့ပြောနိုင်တယ်ပေါ့နော်အဆင်ပြေမလို့ထင်ပါတယ်ဒါက ရစားလို့တိတ်ခါချတာမဟုတ်နော်ပြောပြတာပါအခြားကိုသိချင်တဲ့အကြောင်းအရာရှိလဲဆိုရင်ကျွန်တော်မှန်းထားပေးပါခင်ဗျာအားလုံးပဲအားလုံးပဲချစ်ပါတယ်ခင်ဗျာအော်ကျွန်တော်ပြောသနိုင်မှုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဟိုငကားမင်းနေပေါ့ငကားမင်းနေ နဂါမင်းရောကျွန်တော်ကတော့ထားပါအောင်လူရဲသူတွေကဖြစ်ပြီဆိုတော့ဟိုပါပေါ့နော်နဂါမင်းနေဟာနဂါအနတ်မင်းနေရွှေရောင်မင်းနေနဂါမင်းနေပေါ့နော်အာနမတာနဂါမင်းလို့အဲ့လိုမျိုးနဂါမင်းနေကျွန်တော်ပူဇော်ဖို့တွားခုနှစ်ပါးပေါ့နော်ပူဇော်ဖို့ဟိုပါဖြစ်တယ်ကျွန်တော်ကိုဟိုရင်တော့ဖုန်းဆက်ပြီးတော့မှမိထားတယ်အာဆရာလေးဆရာလေးနဲ့မှလူမယ်ဆိုရင်ကျွန်တော်ကျမတို့လူပြစီ အဲ့လိုမျိုးပြောထားတဲ့သူတွေရှိတယ်အဲ့ဒါကြောင့်မလို့အာလာပြီးတော့မှအဲ့လိုမျိုးပြောထားတဲ့သူတွေလာလို့မယ်ဆိုရင်တော့ဟိုလွတ်လွတ်ရပါပြီလို့ဒါပေမဲ့အာကျွန်တော်စိုင်နဲ့ချိတ်ဆက်ပေးမယ် H တိုင်းနဲ့ဟိုလောက်ပေးပါလို့အဲ့ဒါပြောချင်တာပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာတိုင်းနဲ့ပတ်သက်ပြီးတော့မှတည်ချင်တယ်မေးချင်တာရှင်ကျွန်တော်မေးထားပေးပါအားလုံးကိုချစ်ပါတယ်ခင်ဗျာ